ကဲဘာကြော်လို့ကြားလို့ကောင်းသေးရလားနော်နှထိုးကြီးပဲကြားဘူးလေခွေးထိုးကြီးဆိုတာမကြားဘူးအခုနှထိုးကြီးဘက်မှာခွေးတွေထိုးကန်ထီးတို့40ကြော်မตาပေါ်တယ်ဟိုမှာမဒိန်ကျင့်ဖို့မီးရှို့ဖို့လုပ်နေတဲ့ကောင်းပြီပါထိုးကန်ထီးတာအခုကဲဘယ်လိုလုပ်ကြမလဲနော်မန္တလေးတိုင်းနှထိုးကြီးဘက်မှာစစ်ခွေးစစ်ကြောင်းတွေကိုစော်ကန်ထီးတာ40ကြော်တည်ပါတယ်နော်ဒီမှာတတိဖက်ပြမယ်ပြီးလို့ရှိရင်ဖမ်းမိထားတဲ့လက်နက်ခဲရနေတယ်တွေ့လိမ့်မယ်နော် မန္တလေးဒေသနှထိုးကြီးနဲ့မလိုင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်တောင်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာစက္ကစတပ်ဖွဲ့ဝင်40နီးပါးတေဆုံးပြီး drone နှစ်င်းကာတုံးစီအပါဝင်လက်နက်မျိုးစုံ49လက်30ရရှိခဲ့တယ်လို့သိရပါတယ်နှထိုးကြီးမြို့နယ်ရန်ကင်းဖျားမမြိုင်သာကျေးရွာဘက်သို့ဦးတည်စစ်တောင်းထိုးလာတဲ့အင်အား200ခန့်ပါစက္ကစစစ်တောင်းကိုစက်တင်ဘာ25ရက် နေ့လေ၃နာရီကမှတိုက်ခိုက်ခဲ့ရဗိုလ်ကြီးတဦးအပါအဝင် စကားစတပ်ဖွဲ့ဝင်ခုနှစ်ဦးတည်းမနဲ့တေဆုံးခဲ့ပြီးစကားစအလောင်းတလောင်းနဲ့အတူ MA5 တလက်တင်းစဲရရှိခဲ့တယ်လို့ဆိုပါတယ်နထိုးကြီးမျိုးနဲ့မြိုင်သာရွာကိုမီးချို့ပြီးဒိုင်းလေရွာကိုစစ်ကြောင်းထိုးလာတဲ့အင်အား250တော်ပါစကားစစစ်ကြောင်းကိုအော်တိုဘားလတစ်ရက်မှတိုက်ခိုက်ခဲ့ရစကားစ10ဦးနဲ့အထက်တေဆုံးပြီး၄ဦးအရှင်ဖမ်းမိခဲ့ရ ဖွဲ့စည်းပုံပြည်ပြီးစုပ်ခွာထွက်ပြေးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ထိုတိုက်ပွဲအတွင်းငချင်းမီတစ်လက် MA11 တုံးနဲ့ G3 နှစ်လက် MA1 တစ်လက် M ကျက်ကောက်အဲဟော M79 တစ်လက် MA5 နှစ်လက် drone နဲ့စင်းကြီးမျိုးစုံ3300နဲ့72တောက်40မမ3လုံး60မမ8လုံး RPG အခု drop ဘုံ၄ပါပို့ရန်၁၇လောက်လက်ပြဘုံ၁၂လုံးဤနာကတလုံးကြီပေါက်၂၂ခု ကတ်ဒီ၁၃ခုဂျမ်ပါကားတစ်စီးကားသုံးစီးတို့ကို30ရရှိခဲ့တယ်လို့ဆိုပါတယ်မလိုင်မြို့နယ်နှောကံဘက်မှအိမ်ကြီးတော်ဘက်တို့စစ်ကြောင်းထိုးလာတဲ့အင်အား200ခန့်ပါစကားဆစစ်ကြောင်းနဲ့လဲအော်တိုဘာလ9ရက်မှစပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ် လာရင်မြို့နဲ့တောင်တာမြို့နယ်တို့မှာမျိုးသမီး20နဲ့အထက်ကိုမရင်းချစ်တက်ဖြတ်နေအိမ်တွေမီးရှို့ခဲ့တယ်လို့ဆိုပါတယ်အဆိုပါစစ်ကြောင်းကိုအော်တိုဘာလ12ရက်မှာထပ်မံတိုက်ခိုက်ခဲ့ရာဗိုလ်မှူးကျော်မင်းအပါစက္ကစ20ဦးနဲ့အထက်တေဆုံးပြီး9ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာ MA 16နဲ့ MA 2 9နဲ့ MA 3 6နဲ့ MA 4တက်လက် RPG တက်လက်ငကြင်းမီးနှစ်လက် 60မမပြောင်းတို့တုံးလက်60မမပြောင်းရှည်တလက်ငကြင်းမီပြောင်းတစ်ခုကြီမျိုးစုံ6088တောက်ပို့ကြီ25တောက်40မမ15လုံး60မမ17လုံး RGB RPG 12ဖူး RPG ပို့ရန်6တောက်ရက်စားပလင်း17လုံးဘာလို့ဟာရက်စားပလင်းอ่ะလက်ပြဘုံ4လုံး M9 နှလုံး drone နှစ်စီး ဒရုန်းရှော့တာနှစ်ခုကြောဘိုးဂျမ်ဘာတစ်ခုဂျမ်ဘာအကြီးတစ်ခုကားသုံးစီးဒရုန်းဘုံနှစ်ဖာကြီပေါက်အစုံ56ပေါက်တို့ကိုတင်းစဲရရှိခဲ့တယ်လို့ဆိုပါတယ်နှောကန်ရဲစခန်းမှာစစ်ကူလာတဲ့စစ်တောင်းကိုလည်းထပ်မံဂျားဖြတ်တိုက်ခိုက်ရာစကားစတပ်ဖွဲ့ဝင်အများအပြားတေဆုံးပြီး MA1 လေးလက် MA2 2လက် MA3 လေးလက်60မမပြောင်းလို့တလက်တို့ကိုတင်းစဲရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ခိုက်မှုတွေမှာမြင်းညံခရိုင်အမှတ်၄တက်ရင် ်မြင်းကြံခိုင်အမှတ်30တက်ရင်မြင်းကြံခိုင်အမှတ်8တက်ရင်မြင်းကြံခိုင်အမှတ်1တက်ရင်နထိုးကြီးပကဖသဒ္ဓါဥပကဖမေတ္တာပကဖမြင်းကြံခိုင်ဒရုန်းတက်ဖွဲ့တွေနဲ့အခြားမဟာမိတ်တက်ဖွဲ့တွေပါဝင်တက်ခိုက်ခဲ့ကြတာဖြစ်ပါလေလို့နထိုးကြီး PDF ကသတင်းထုတ်ပြန်ထားပါလေကဲငဒင်းမီတလက်ရဖို့အတွက်ကျွန်တော်တို့ကွက်ကိုအလူခံပြီးဝယ်မယ်ဆိုရင်ဘလောက်ခက်ခဲရလဲဆိုတာမိဘပြည်သူတွေအားလုံးဒီပဲဖြစ်ပါလေဒါကြောင့်မလို့အေအေကိုသတင်းဌာနတစ်ခုအောင်လို့မေးတယ်ခမရတို့တွေလက်နက်တွေခဲရန်နေတဲ့တရောက်တော်အများကြီးရနေတာ ဘယ်လမ်းကြောင်းနေရာရပြီးတော့ဒီလိုမျိုးတော်နိုင်ရေးလုပ်နိုင်တယ်ဆိုတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရပြန်ဖြေခဲ့ပါတယ်အဲဒီလက်နဲ့ခဲရနေရတဲ့အဓိကလမ်းကြောင်းကတော့တဲ့အဲမင်းအောင်နိုင်တို့ပဲဖြစ်တာပေါ့နော်မင်းအောင်နိုင်တို့ကျေးဇူးချက်တို့တွေလက်နဲ့တွေခဲရနေရတာပါတဲ့ဟုတ်တာပေါ့အခုကြည့်လေဒီမှာငချင်းမီငချင်းမီနေရတာဘယ်နဲ့လက်လဲအခုကျွန်တော်ကြင်ညာသွားတယ်မှာဟမ်ငချင်းမီတလက်ရဖို့အတွက်ကျွန်တော်အလူခံပြီးတော့ဝယ်ခြင်းဟာငချင်းမီတလက်ရဖို့အပေလက်စုကတာ ဟမ်ဘတ်ကိုတိန်းနဲ့ချီတယ်လေတသိန်းနဲ့ရမုံနှစ်သိန်းနဲ့ရမုံလေအနည်းဆုံးဘတ်သုံးလေးသိန်းပေးရတာလေနော်ဒီကြားထဲအလိအညာရှိသေးတယ်အခုတိုက်ပွဲမှာကြီးလိုက်နော်ကားတွေဂျမ်ဘာတွေဒရုန်းကြီးတွေငကြီးမီးတွေ RPG တွေနော် RPG အဖူးတလုံးဘယ်လောက်လဲဒီ RPG အဖူးတလုံးကျွန်တော်တိုက်ပွဲမှာတော်လိုင်းဘက်ကရဲဘော်တွေကနော်ဒီ RPG လက်နက်ကြီးတွေဘာတိတ်မကင်ကြဘူးဘာဖြစ်လို့ဆိုပစ်လိုက်ချော်တော်အောင်မှာဆိုလို့ကျွန်တော်ဘောပွားမှာပင်နတီကန်တဲ့လူလိုပဲ ပင်နဒီတောင်းလို့မကန်ရဲဘူးမလားမကန်ကျင်ကြဘူးလေမတော်တော့တစ်ခုပြောရင်စဲကန်ထိမှာလေဟုတ်တယ်မအဲ့လိုပဲလက်ရှိကျွန်တော်တော်လိုင်းရဲ့ဘက်မှာဘာလို့ဆိုတော့တန်ရင်တစ်ဖက်တစ်ခုဟာကိုတိုက်ဖက်မှာလက်နဲ့တိုက်တဲ့မှာ RPG ဘယ်နှတီးရှိရဆိုတာတိတယ်လေအဲ့တော့ RPG တလုံးနဲ့တန်ချေးကိုရဲဘော်တွေကကောင်းကောင်းတိတယ်ဒါပေမဲ့သူတို့စစ်ခွေးတက်မှာကြည့်ဒါအပေါင်လိုက်တော့တလောက်ပါသွားသူတို့ပြဿနာမရှိဘူးထတ်ထုတ်တာပဲတိုင်းပြည်ဗန္နာနဲ့ထောက်ဝဲတာပဲဒါပေမဲ့အခုတော်လိုင်းရဲ့ဘက်မှာတော့အခုကျင်ညာသွားတဲ့ဟာတွေလက်နဲ့ပေါင်းဘယ်လောက်လဲကြည့် ဒါငွေကြေးနဲ့ပြတ်မယ်ဆိုသိန်းပေါင်းကဘယ်နှတောင်းရှိတယ်ဒါတွေအားလုံးဟာဘလို့ကောင်းမှုလဲမင်းအောင်နိုင်ကောင်းမှုပဲเนาะအဲ့တော့ကျွန်တော်တို့ဒီတော်လှန်ရေးဘက်မှာတခါတည်းပြောချင်တာကမင်းအောင်နိုင်ကိုလည်းဂျေဇူးမကန်းကြပါနဲ့ဂျေဇူးတင်တဲ့နဲ့အပိုင်းနေတင်ပါလို့ဘောနော်လက်တုံးချောင်းနဲ့စခဲ့တဲ့တော်လှန်ရေးအခု1 man 1 gun ဒီပါဖြစ်လာပါပြီเนาะအခုဆိုရင်တော်တော်တိုင်တက်ဖွဲ့တော်တော်များများအခုဆိုရင်ဒီ မအနေမန္တလေး PDF တွေပါနေဆိုတော့ဒါ111ကန်းအပြင်လက်နက်ကြီးတွေဘာတွေကစထုတ်ပြလာပြီတကယ်စစ်တပ်တခုရဲ့စူးဖွဲ့မှုဖွဲ့စည်းပုံအပြည့်ဖြစ်နေပြီနော်အခုနောက်ဆုံးတပည့်ဟာမကြည့်တဲ့ဗျာဘုံမိုက်ခဲတို့အဖွဲ့ဒါဘုံမိုက်ခဲဆိုလူငယ်လေးဥဆောင်လာနော်အနိုင်ကတွေကတော့လူကြီးတွေရှိတာပေါ့ဒါဘလို့ဖြစ်ဖြစ်တို့လူငယ်တွေကြားမဲ့ဘရက်တိုက်ကအဖွဲ့ဆိုပြီးတော့နော်နေတာနေ111ကန်းနဲ့တကယ်အင်အားတောက်တောက်တင်းတင်းဖြစ်ကုန်ပြီအထုတ်တူပဲတနိုင်ငံလုံးမှာရှိတဲ့ PDF တိုင်းတပ်ဖွဲ့တွေက အဲမောင်းမြန်ကတော့လူတိုင်းလိုလိုရှိကုန်ကြပြီနော်အဲ့တော့ဒီတော်လှန်ရေးအဓိကကျေးဇူးပြုချက်ကဘယ်လိုလဲမင်းအောင်နိုင်ပဲနော်မင်းအောင်နိုင်ပဲမင်းအောင်နိုင်ကျေးဇူးပြုလို့တာတိုက်ပွဲတစ်ခုမှာအခုနောက်ပိုင်းကျရင်ကျွန်တော်တို့ကဟိုတစ်ခုရှိတယ်ဗျတိုက်ပွဲတိုင်းကိုလည်းတိုက်လို့မရအောင်ဒါအောက်မှာနေတဲ့ရဲဘော်တွေဆိုပုံနာလဲပါဒီစကန်တစ်ခုကိုတွားတိတ်လို့ဒီစစ်တောင်းတစ်ခုကိုတိုက်လို့ကြည်ဘလောက်ကုန်မလဲတွက်ကပါလေနော်ဒါဟုတ်ပြည်သူတွေရတယ်နားလဲဖို့လိုအပ်ပါလေအာမင်းတို့မတိုက်ဘူးလားမတိတ်ဘူးလားဆိုတဲ့ဟာတခုလည်းတွားပြောနေလို့မရဘူး သူတို့စုထားတဲ့ကြီအမောက်ကဘယ်လောက်ရှိတယ်အခုတိုက်မဲ့တိုက်ပွဲရဘယ်နှနာရီပြစ်ကမယ်နော်ဘယ်နှနာရီပြစ်လို့ရှိရင်ကိုကရနိုင်ချင်ရှိလားအကဲရင်သူတို့ကစစ်ကူချက်ချင်းလာနိုင်တယ်ဒါမှမဟုတ်လေရင်နဲ့ချက်ချင်းလာကျဲနိုင်တယ်အဲ့ဒါဆိုရင်တနာရီတိတိခံပြစ်ပြီးတနာရီတိတိကြီဖြုံးပြီးပြစ်ပြီးတော့မှဘာမှမရပဲစုတ်ကားတဲ့ဟာမျိုးဆိုအဲ့ပွဲမျိုးသွားလို့မရအောင်နော်သူတို့စစ်ကူလွယ်ကူရောက်နိုင်တယ်လေချောင်းပြစ်ကူလွယ်ကူရောက်နိုင်တယ်ဒါမျိုးတွေပေါ့အဲ့တော့ဒီတိုက်ပွဲတစ်ခုတွားတိုက်တော့မှဆိုရင်ကျွန်တော်တို့ကရန်တူဆိုတဲ့အရာတစ်ခုတည်းကိုကြီးပြီးတွားတိုက်လို့မရအောင်ဘာဖြစ်လို့လဲ တန်ရင်တပ်ဖွဲ့တစ်ခုတိုက်ပွဲတစ်ခုဖော်ဆောင်ဖို့အတွက်เนาะ RPG RPG တစ်ခုမှနေ RPG အတီးလိုအပ်တယ်အတီးသလုံးဘယ်လောက်လဲမြန်မာငွေနဲ့သိန်းနဲ့ချီဟမ်ဒါကြီးဂျိန်းနဲ့ချက်ထွားအောင်အတွက်ကိုသိန်းပေါင်းများများစွာပုံတာမြန်မာငွေနဲ့တွက်မယ်ဆိုအဲ့ဟာတစ်ခုလည်းပြီးတယ်မပြီးဘူးနောက်ကရန်တော့လိုသေးတယ်အဲ့တော့ RPG တစ်ချက်ပြစ်ဖို့အတွက်အတီးတွေမဟုတ်ဘူးနောက်ကရန်တော့ဘိုးကြံနေတယ် RPG အစ်စ်မပြောနဲ့ဗျာကျွန်တော်16ဟုတ်မှာစကြအုပ်တော်လိုင်းမှာတုံးနေကြ16 16နေဆိုရင်ကျွန်တော်ဒါအင်္ဂလိပ်တစ်ချက်ပြစ်လိုက်ရင်အခုဘတ်80ကျော်သွားပြီ နော်ဟိုတော်လိုင်းစကားစား28ကျက်နဲ့စတာဘန်းငွေနော်အခုတစ်ခါကျရင်အဲဟို50 60လောက်ရတဲ့လူတွေရှိတယ်ဈေးကမမှန်တော့ဘူးအဲ့ဈားတဲ့ဘုရင်ကပြောသလိုကြီးဆယ်ပါမာလိုက်ရင်ဥမာဟိုတကတော့ကျွန်တော်ကြားတာကိုးပါပဲထဲထားလို့လေနော်အဲ့ဒါမျိုးလည်းရှိတယ်ဆိုတော့တထောင်ကိုဗျာအများကြီးမတွက်နဲ့နော်အခုတသိန်းကိုမြန်မာငွေတသိန်းကိုဘတ်800ပဲတွက်နော်တထောင်ကိုဆို80 ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဘတ်40ဆိုဘယ်လောက်ဖြစ်မလဲ9000တိုင်းကလေးတစ်ချက်ပြစ်လိုက်တာနဲ့ကျွန်တော်တော်နိုင်ဘက်ကရဲဘော်တယောက်ကတိုင်းကလေးတဏှာလေးတစ်ချက်ပြစ်ရတာမြန်မာဝင်9000တွားပြီတိုင်းတိုင်းတိုင်းရင်၄ချက်ပြစ်လိုက်ရင်၄9 20 2000တွားပြီအဲ့တော့တန်ရင်ဘက်ဘွက်တစ်ခုရဲ့ကုန်ကြစရိတ်ဆိုတာနံပါတ်1ကျွန်တော်တို့စားစရိတ်ဒါမှပြစ်မနေဘလို့မှရှောင်လွှဲလို့မရတဲ့စရိတ်စားစရိတ်တစ်ခုတည်းရင်တွက်ကြည့်ပါအော် AMG ဘာလောက်နေတယ် AMG ဘာလောက်နေပြော AMG အောက်မှာတိုင်ရင်တက်ဘွက်ဘလောက်ရှိလဲဆိုတာခဏထားလိုက် စကိုင်းတိုင်းတစ်ခုတည်းရင်းတရာလောက်ရှိတယ်။တက်ရင်းတော့တက်ရင်းတရာလောက်ရှိတယ်။ဆိုတော့ UNG အားလုံးအောက်မှာတက်ရင်းတက်ဘွက်ဘယ်လောက်ရှိမလဲခံမှန်းကြည့်။အဲ့တော့အဲ့ဒီတက်ရင်းတက်ဘွက်ပဲစားစိတ်ဒီ PRF ကတကဘာတော့မှဝိုင်းလူကြတဲ့ PRF ကရတဲ့ငွေအားလုံးဟာဒီတက်ရင်းတက်ဘွက်တွေမှာအလေးမမီနိုင်ဘူးတွားနေတာ။တော့ဒါကြောင့်မလို့ကျွန်တော်အမြဲပြောပါတယ်။အောက်ချင်ရဲဘော်တွေကစစ်တိုက်ချင်းလို့တော်နိုင်တဲ့ဝင်လာကြတယ်။ကျွန်တော်လက်နက်ခဲရန်ပြည့်စုံအောင်မစင်ပေးနိုင်တော့ထမင်းတော်ဝအောင်တွေးရမယ်။ ဒါကျွန်တော်တို့ပြည်သူ့တောင်းပေးမယ်เนาะဒါကြောင့်မလို့ရိတ်ခါပိုင်းမှာကျွန်တော် view ဆိုင်ပြီးတော့ wine လုတ်ပေးတာအဲ့တော့ဟိုအရှိရစကားပြန်ဆက်ပြီးပြောမယ်ဆိုရင်တိုက်ပွဲတစ်ခုပေါ်ဆောင်ဖို့ဆိုတော့ကျွန်တော်တို့ပြစ်ချင်တိုင်းပြစ်လို့မရပါဘူးအဖက်ဖက်ကအရာအားလုံးကို ပြင်ဆင်ရမှာလေเนาะဒီစကမ်းသွားသိမ်းတော့မယ်ဆိုတော့ဒီစကမ်းရဲ့ဝင်လန်းထွက်လန်းတူရဲ့စစ်ကူလန်းအဲ့သူစကမ်းထဲမှာဘာတွေရှိတယ်လက်နက်တွေဘယ်လိုတက်ဆင်ထားတယ်ဘယ်နေရာမှာဘယ်လိုမိုင်းခင်းထားတယ်စသဖြင့်အကုန်လုံးကိုအတင်းစိတ်လေ့လာတာပါနော် ပြီးလို့ရှိရင်ဒါဒီစကမ်းကိုတော့ပြစ်မယ်သိမ့်မယ်ဒီစကမ်းမှာအင်အားဘယ်လောက်ရှိလဲသူတို့မှာဘာလက်နက်တွေရှိလဲသူတို့ရဲ့အထိုင်ကင်းဘုံတွေကဘယ်နေရာတွေကြက်ကကြလားပြီးသူတို့ကဘယ်နာရီခံပြစ်နိုင်တယ်လဲအဲ့ဒီနာရီခံပြစ်နိုင်တဲ့အတွင်းမှာသူတို့ရဲ့စစ်ကူရောက်လာနိုင်တာသူတို့လေချောင်းပစ်ကူရောက်လာနိုင်တာဒီကတော့ပြစ်မဲ့ရဲဘော်ဘလောက်လဲရဲဘော်တယောက်ကိုကြီးဘလောက်တုံးမှလဲကြီးဘလောက်ကုန်မှအများကြီးပဲဗျအခက်ခဲဒါကျွန်တော်တို့တာမန်ပြည်သူအနေနဲ့အမှုမဲ့မှတ်မဲ့ နေပေမဲ့တိတိကျကျတွေးကြည့်မယ်ဆိုရင်တန်ရင်တပ်ဖွဲ့တစ်ခုမှစီစဉ်ညွန်ကြားနေရတဲ့ဒူတွေအတွက်ဘလောက်ခဲရင်လဲဆိုတာအဲ့ဒါလို့တစ်ခုချင်းစီစဉ်းစားကြည့်နိုင်ကိုကြီးဆက်တော်အောင်မှာပါဒါကြောင့်မလို့တိုက်ပွဲတစ်ခုဖော်ဆောင်ခိုင်းစေချင်တာလားပြည်သူဘက်ကရှိတယ်ဒီတိုက်ပွဲတွေဖော်ဆောင်ဖို့အတွက်ကျွန်တော်တို့တွေကဘာလေလို့ပြေးထားလဲနံပါတ်1မင်းအောင်နိုင်လို့တိုင်းပြည်ရဲ့ဘန်နာစီစဉ်နေတာမရှိဘူးအခုမှဒီမန္တလေး PDF တို့နော်ဟိုဘက်တွေမှာရွှေလောက်ွက်တွေရှိတော့အမှဒီအခုကရင်ဒီဆိုလဲခုနကပြောသလိုအခွန်ဘလောက်ရတယ်ပေါ့ ကိုဘကရတဲ့အခွန်တွေကိုကြည့်ပြီးတော့အာဘယ်နှသိန်းပေါင်းတောင်းနဲ့ချီရမင်းအောင်နိုင်ရတနာတဲ့ဟမ်နိုင်ငံဘောကလေကောင်းကင်ဘောလေရင်ဖြတ်ပြန်တဲ့အခွန်တွေမင်းအောင်နိုင်တနှစ်ဘလောက်ရလဲအဲ့တော့အဲ့လိုမျိုးမိုးနဲ့မြေတို့ငွေချင်းပွားနေတဲ့နှစ်ဖက်မှာကျွန်တော်တို့ခံပြီးတိုက်နေရတဲ့ပြည်သူဟာစိတ်သက်ဆိုတဲ့တစ်ခုတည်းနဲ့တော်လန်ရဲ့၅နှစ်အထိအောင်မြင်လာအောင်လုပ်နိုင်တာ နော်အဲ့ဒါပဲဒါကြောင့်မလို့ကျွန်တော်တို့တွေစိတ်သက်ပိုင်းကအဓိကပဲလုံနေတဲ့သူတွေစိတ်သက်ပြက်ပြားတော့အောင်စိတ်ညစ်တော့အောင်စိတ်ကုံတော့အောင်ပြောဆိုလှုပ်ဆောင်လာကြမယ်ဆိုကျွန်တော်တို့တွေကရတဲ့နေရာကဝင်းရံဖို့လိုတယ်အောက်မှာရှိတဲ့တိုင်းရင်းတပ်ဖွဲ့တွေကခေါင်းဆောင်တွေရဲဘော်တွေအားလုံးကစပြီးတော့နော်အပေါ်မှာလုံနေထောက်ဖို့တွေအကုန်လုံးတော်လိုင်းရင်းမှာတူထောင်းနဲ့ရှူထောင်းနဲ့တူအကုန်လိုအပ်တဲ့လူကြီးပဲ NUG NUG တွားဆက် NUG မရှိလည်းမရဘူးနော်ဒီဂျာနမှာရှိတဲ့တိုင်းရင်းတပ်ဖွဲ့တွေဒါတွေလည်းလိုအပ်တယ် အားပေးတဲ့ပြည်သူဒီနေ့ထိတော်လန်ရေးကိုငါတို့တော်လန်ရေးကခွေးပြို့ဖို့ကြည်ဖို့អော်ထက်နေတဲ့ပြည်သူတယောက်ကလည်းတန်ဖိုးရှိတာပဲအားလုံးကမရှိမဖြစ်သူ့ရှုထောင့်တဲ့သူလိုအပ်တဲ့သူတွေကြီးပဲအဲ့တော့ငါမှကောင်းတယ်ငါမှတော်တယ်ငါမှလောက်ရတယ်အာမင်းတို့ကဘယ်လိုဆိုရမှာမျိုးတယောက်နဲ့တယောက်ပြောမယ်ဆိုရင်ကျွန်တော်တို့အပြတ်ဖက်ပဲဥတီသွားမယ်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကဒီတော်လှန်ရေးမှာစီလုံးပေးပါညီညွတ်ပေးပါတော်လှန်ရေးလုပ်နေတဲ့သူအချင်းချင်းရန်သူဖြစ်နေရင်တော့ကာကွယ်ပေးပါ အဲတော်လိုင်းပြီးမှလပန်းတိုင်တက်ကြကွာတော်လိုင်းပြီးမှတယောက်နဲ့တယောက်နှစ်ထင်းသိပြီးပြင်ပြကြတော်လိုင်းကာလမှာတော့ပါတယ်ငါတို့အချင်းချင်းစီးလုံးရမယ်လားမင်းငါကာကွယ်ရမယ်ငါ့ကိုမင်းကာကွယ်ဟမ်အဲ့ဒီပုံစံကျွန်တော်တို့လုပ်နိုင်ရမယ်ဒါမှသာဘုံညာလူဖြစ်တဲ့ကောင်တွေကျွန်တော်တို့နိုင်အောင်တိုက်နိုင်မှာအဲ့လိုမဟုတ်ရင်တော့ကလိနှကောင်ခုနေရင်မလုပ်လေအမ်ကျွန်တော်တို့ဇရက်ပြစ်မလားကလိနှကောင်ကလိလို့ခေါ်တယ်ကျွန်တော်တို့ဘက်မှာတော့ဇရက်လို့တော့ခေါ်ကြတာဇရက်နဲ့ကလိနှကောင်မတူဘူးမတူရုပ်ချင်းတော့ဆင်တယ်အဲဇရက်နှကောင်ခုနေရင်မလုပ်ကြလားပြေးကောက်ကြလားမလားအေးလေ ီတိုင်းကောက်ကောက်ကြည့်ပါလားငှက်နာကတ်လို့ရတယ်မရဘူးအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့ကခွန့်နေကြမှာလားသူများလက်ကောက်ပါလိမ့်မယ်ဒါကြောင့်မလို့တော်လှန်ရေးလုပ်နေတဲ့သူအချင်းချင်းမဟုတ်နိုင်တဲ့လောက်ဝင်းရံပေးပါကူညီပေးပါနိုင်တဲ့နေရာကပါဝင်ပေးပါကိုကြောက်တစ်ဖက်ရန်သူအင်းအားမဖြစ်ွားစေနဲ့ကိုကိုရဲ့ပြောဆိုမှုကိုရဲ့လှုပ်ဆောင်မှုကြောင့်တစ်ဖက်ရန်သူအကြိုက်မဖြစ်စေဘူးဒါအရေးကြီးဆုံးအချက်ပါပဲเนาะအဲ့တော့ဒီနေ့တိတ် တိန်ဆဲရရှိတဲ့လက်နက်တွေနဲ့အတူအောင်ပွဲရတဲ့ရဲဘော်တွေအားလုံးကိုဂုဏ်ပြုပါတယ်နောက်ထပ်တဲ့အောင်ပွဲတွေမြန်မြန်ရပြီးဘေးအန္တရာယ်ကင်းရှင်းကြပါစေ